ပါအဲဒီနေ့ကျွန်တော်မိတ်ဆွေတွေကို share လုပ်ပေးနေတဲ့အကြောင်းအရာလေးပေါ့နော်အဲဒီကဒီနေ့တက်ကတ်ထားတဲ့မိတ်ဆွေတွေကတော့ကျွန်တော်ကကျောင်းသားကျောင်းသူတွေအဓိကထားခဲ့ထားပါတယ်ဒါပေမဲ့တခြားလူပေါ်မှာရှင်သန်တဲ့မိတ်ဆွေတွေလည်းလေ့လာမှုတစ်ခုလုပ်တဲ့ခါကျရင်ဒီချက်လေးဒီချက်ဒီကြည့်ရတယ်ကိုကျွန်တော်နေနဲ့ share လုပ်ပေးနေဖြစ်ပါတယ်အဲ့တော့ပါလဲဆိုရင်ကျွန်တော်တို့ကလေ့လာမှုတွေတစ်ခုလုပ်တော့မယ်ဆိုရင် event ပေါ်တော့အလုပ်တစ်ခုလုပ်တဲ့ဆိုရင်ကျွန်တော်တို့က ဟိုတက်ကတ်တစ်ခုထားတဲ့သဘောပါပဲเนาะဒါဒါနဲ့နဲ့ဆိုင်တာပေါ့အဲ့တော့အချက်နှစ်ချက်လေးကိုကျွန်တော်ဒီနေ့မျှဝေခြင်းပါတယ်မက်တစ်ကတော့ပါလို့ဆိုရင် determination လို့ခေါ်တယ်ဆုံးဖြတ်ချက်ရည်ရည်ကြည့်ပါတယ်ဆုံးဖြတ်ချက်ရင်ချရမှာပဲအဲ့တော့ကိုကကျွန်တော်တို့ဒီသင်တန်းနေမှာဆိုရင်အမြဲတမ်းလောမချောင်းလူတွေကိုကျွန်တော်တို့ကပြောတယ်ပြောတာရှိတယ်ဘယ်သင်တန်းတက်မှလဲအဲ့သင်တန်းမှလဲသူ့မှာ level လေးတွေရှိတယ် level 1 level 2 level 3ဒီမှာအင်္ဂလိပ်စာဆိုရင်ကျွန်တော်တို့က beginner ရှိမယ် intermediate ရှိမယ် advanced level ရှိတယ်ပေါ့နော်ကွန်ပျူတာမှာဆိုရဲကျွန်တော်တို့က operator level ရှိမယ်ကျွန်တော်တို့နောက်ဆုံး professional level ရှိသွားရဲ့ဆိုရင်အဆင့်တွေကျွန်တော်ဘယ်လိုသွားမှာလဲနော်အဲ့ဒါဒါလေးတွေကကျွန်တော်တို့ကလေ့လာရည်တွေအတွက်ကကျွန်တော်တို့ရဲ့ determination ကဘယ်လောက်ထိသွားမှာလဲဆိုတော့ determination အရင်ရည်ကြည့်ဆုံးဖြတ်ချက်ပေါ့နော်ဒါကနံပါတ်1ပါအဲနံပါတ်2သူနဲ့တူတွဲပြီးပါလာမှာတော့ perseverance တော့ခေါ်တာပေါ့နော် perseverance ဆိုတဲ့ဒီပေကတော့ကျွန်တော်တို့ဆွဲပေါ့ အဲကျွန်တော်တို့ကကိစ္စရတခုလို့လည်းခါကြရင်ဒူတိုမမြကတော့အဲကျွန်တော်တို့ကျွန်တော်ဆိုရင်ဆမနာပွဲကြီးပြောတဲ့အချိန်မှာเนาะတနည်းအားဖြင့် public speaking နဲ့ပတ်သက်တာပြောတဲ့အချိန်မှာအောင်မြင်ခြင်းလားဆိုကျွန်တော်မြင်နေမိတာရှိရလက်ထောင်ဆိုပြောလိုက်လို့ဆိုရင်ဒူတိုင်းဒီဘကလက်ကထောင်ကြပါတယ်ဒါပေမဲ့ဇွဲမရှိကြဘူးပေါ့နော်ဇွဲကလူ့ဘဝမှာအောင်မြင်မှုတွေကအင်မတန်မှအရေးကြီးရတာတခုဖြစ်တယ်အဲကျွန်တော်လေ့လာတဲ့အကြောင်းသားတွေအလုပ်လုပ်တဲ့လူတွေထဲမှာကျွန်တော်က perseverance ဆိုတဲ့ဇွဲရှိရမယ် ခက်ခဲရတော့ကြုံမှာပဲเนาะခက်ခဲရတော့ကြုံမှာပဲအဲကျွန်တော်တို့ဝေးကြီးခက်ခဲဖြစ်ခြင်းဖြစ်မယ်ကိုယ့်ရဲ့ကျန်းမာရေးခက်ခဲဖြစ်ခြင်းဖြစ်မယ် even ကိုယ့်ရဲ့ဝေးကြီးလက်ဆင်ပြေတဲ့ကျန်းမာရေးလည်းကောင်းမမယ်လဲကိုယ့်ရဲ့ဒီဘက်ကဟိုကျွန်တော်တို့ဖြောနေတဲ့ IQ ဘော IQ IQ လို့ပြောနေတယ်ဒီ IQ နဲ့ဆိုင် EQ emotion အရေးကြီးတယ်အဲ့တော့ emotion ဆိုတာကျွန်တော်တို့ဆွဲပေါ့ကျွန်တော်တို့ရဲ့ဘလောက်ထိဖြစ်ချင်လဲဆို perseverance အရေးကြီးတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာအနှစ်ချုပ်လေးပြောမယ်ဆိုရင် ါပဲเนาะတကူကတော့ determination ကျွန်တော်ဆုံးဖြတ်ချက်ချပါဘယ်တန်းတာကြီးဘယ်ဥစ္စာကိုလုပ်ချင်တယ်ဆိုတော့ဆုံးဖြတ်ချက်ချပဲဟာခိုင်မဝေးကြီးပါတယ်နံပါတ်1ကတော့ perseverance ပေါ့တနည်းအားဖြင့်ဆွေးရှိပါဒီနှစ်ခုကျွန်တော်တို့ကပေါင်းစပ်တယ်ဆိုရင်မိရှင်တို့ခက်ခဲတွေကိုကျွန်တော်ကြော်လာဖို့အတွက်ကပြီးသွားပါမှာဖြစ်ပါတယ်နောက်အဆင့်တွေတော့ကျန်တာပေါ့ဥပမာသဘောတူကကျွန်တော်လေ့လာမှုနဲ့ပတ်သက်တာဆိုရင် slow ပေါ့နော်ဖြည်းဖြည်းချင်းလေ့လာပါကျွန်တော်ကအရင်လောလို့မရအောင် but ဒါမှမဟုတ် study ဒီနေ့ရမယ်တည်ငြိမ်ရင်းနဲ့ကျွန်တော်လေ့လာဖို့ရည်ကြီးတယ်နောက်တစ်ခုကတော့ကျွန်တော်က schedule တွေပေါ့နော် schedule လို့လည်းပြောတယ် schedule လို့လည်းပြောတယ်ဒီနေ့အဖြစ်ကျွန်တော်တို့ကဟိုဘယ်ချိန်မှာပါလို့မလဲဘယ်ချိန်မှာပါပြီးအောင်လုပ်မလဲဆိုတော့ schedule တွေထားပါ S3 လုံးပေါ့နောက်ဆုံးနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရဲ့အဓိကတော့ step by step ပေါ့နော်တစ်ခုပြီးတစ်ဆင့်ပြီးတစ်ဆင့်ကျွန်တော်ရန်ကိုရည်ကြီးတယ်ဒါကတော့ကျွန်တော်ခုနအရှိမပြောတဲ့ determination နဲ့ကျွန်တော် perseverance ကဲနောက်မှသွားမယ် stone ကတော့အဲကျွန်တော်လေ့လာလို့ရပါတယ်နော်အဲတော့ဒါကကျွန်တော်တို့မဖြစ်မနေလောက်အောင်ကြောင်းသားကြောင်းသူတွေလေ့လာတဲ့လူတွေအလုံးလုံးတို့တွေကိုကျွန်တော်နေနေ share လုပ်ပေးခြင်းဖြစ်ပါတယ်အဲကျွန်တော်နောက်ပိုင်းမှာလည်းတအားပြီး video လေးတွေကျွန်တော်နိုင်တဲ့ဟာလေးတွေကျွန်တော်ထပ်ပြီးတင်လာမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်